ေမီသာမျိုးနဲ့ခွန်ရက်ွက်ယုံကိုလက်ပစ်ပုံးပစ်သွင်းတက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်းသိရပါတယ်။ရန်ကုန်တိုင်းရှေးပြည်သာမျိုးနဲ့ခွန်ရက်ွက်ယုံတွင်မဲဆွယ်စီယုံရေးအတွက်လုံခြုံရေးပေးရန်အစီအွေလုပ်နေစဉ်လက်ပစ်ပုံးပစ်သွင်းတက်ခိုက်ရာအုပ်ချုပ်ရေးမှုအပါဝင် ပြူစောတီတုံပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းရန်ကုန်အာရီမတာဝန်ရှိသူတို့ကပြောပါတယ်။အောက်တိုဘာလ30ရက်နေ့နာနဲ့စစ်တနိုင်းခန့်တွင်ရှေးပြည်သာမျိုးနဲ့ခွန်ရက်ွက်ယုံတွင်အုပ်ချုပ်ရေးမှုနဲ့ပြူစောတီများက မဲဆွဲစီယုံရေးအတွက်လုံခြုံရေးပေးရန်အစည်းအဝေးလုပ်နေစဉ်တော်လှန်ရေးရဲဘော်များကလက်ပစ်ဘုံနှလုံးပြစ်သွင်းတိုက်ခဲ့ကြောင်းသိရှိရပါသည်။ထိုတိုက်ခိုက်မှုတွင်အုပ်ချုပ်ရေးမှုပါဝင် ပြူစော့တီ၃ဦးပြင်းထန်တမ်းရရရှိခဲ့ပြီးရက်ွက်ရုံကိုလူနာတင်ကားများရောက်ရှိလာကလာရောက်တည်ဆောင်သွားကြောင်းသိရှိရပါသည်။ဒီကောင်တွင်မဲဆွဲစီယုံရေးလုပ်ရင် လုံခြုံရေးယူဖို့လူစုနေကြတဲ့အချိန်မှာကွက်တီကိုလက်ပစ်ဘုံပြစ်သွင်းတိုက်ခဲ့တာပါ။လူနာတင်ကားတွေလှုပ်ရှုံနေကြတယ်။အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်ပြူစော့တီ၃ကောင်ပြင်းထန်တမ်းရရတယ်။ တည်နိုင်တယ်လို့တော့သိရတယ်ဟုရန်ကုန်အာရီမတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုရန်ကုန် Army YA နဲ့ Mother Sun ရန်ကုန် Force အဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်သောပြစ်မှတ်များအကြမ်းဖက်စစ်ကောင်စီပြုလုပ်မိတရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လုပ်ကိုင်နေကြသောသူများကိုဆက်လက်၍အပြင်းထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ရင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးရွှေပြည်သား Information အဖွဲ့ကပောက်ကွဲမှုဖြစ်ပွားသည်ကိုမသိရှိကြောင်းထုတ်ပြန်ထားပါတယ် ဘောကူမြို့နယ်စစ်တပ်ကစစ်ကြောင်းတစ်ခုခွဲ၍ခြိတက်လာသဖြင့်ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။မကွေးတိုင်းဘောကူမြို့နယ်တွင်စစ်တပ်ကစစ်ကြောင်းနှစ်ခုခွဲ၍ခြိတက်လာသဖြင့်ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်းအညာမြေအရက်ဖက်ဖွဲ့စည်းမြိုင်မတာဝန်ရှိသူတဦးကပြောပါသည်။အောက်တိုဘာလ30ရက်နေ့နန္နပိုင်းမကွေးတိုင်းဘောကူမြို့နယ်ညောင်ချစ်ပင်ပြူရွာတွင်စခန်းချနေသည့်အကြမ်းဖက်စစ်တပ်ကအနည်းအနားရှိကျေးရွာများသို့စစ်ကြောင်းထိုးလာပြီးဖောင်ကြောင်းရွာဖုံးကြီးကျောင်းအတွင်ရောက်ရှိလာပြီး ပြည်သူများထွက်ပြေးတင်းရှောင်နေရကြောင်းအကြမ်းဖက်စစ်တပ်ကဖောင်ချောင်းရွာဘုံကြီးကျောင်းတဲကိုရောက်ရှိနေသည့်အပြင်အော်တိုဘာလ24ရက်နေ့ဖိုးကူတရက်တက်တက်မှတက်ထွက်လာသည့်စစ်ကြောင်းကလည်းငဖောင်ကံရွာမှတဆင့်ဒဲကုန်းရွာဘက်သို့ရောက်ရှိလာကြောင်းဒေသပြည်သူများကပြောဆိုပါရယ်ပြည်သူတွေဖမ်းခံရမရသိစိတ်တော့မတိရသေးဘူးဗျခုထိတော့ဖမ်းခံရတယ်မကြမ်းမိသေးပါဘူးဗျရှောင်ရတာကတော့များလိမ့်မယ်ဗျဘုတ်ကူနယ်မှာစစ်ကြောင်းကနှစ်ခုထိုးနေတာပါဟုအညာနေအရက်ဖက်အဖွဲ့စည်းမြိုင်မတာဝန်ရှိသူကပြောပါတယ်။ အကြံပေးစစ်တပ်စစ်ကြောင်းတစ်ခုမှဥတီရခံမရခက်ခဲစေရန်လှက်ပတ်သွားလာနေကြောင်းထို့ကြောင့်ပြည်သူများစစ်ကြောင်းနဲ့မတိုးစေရန်အထူးတတိထားကြရန်လိုအပ်ကြောင်းအညာမေအရက်ဖြက်ဖွဲ့စည်းညံကအတိပေးထားပါတယ်ဗိုလ်ကူမြို့နယ်ရှိတေးရွာများသို့တင်ကားဝက်ဝါရမဥဆောင်သောပြူစောတိအဖွဲ့နှင့်စစ်တပ်ကအော်တိုဘာလ22ရက်နေ့မှစတင်စစ်ကြောင်းထိုးနေကြောင်းထို့ပြင်ကျေးရွာများကိုလေကြောင်းလက်နက်ကြီးများဖြင့်တိုက်ခတ်တိုက်ခိုက်ခြင်းများလည်းရှိနေကြောင်းဒေသပြည်သူများထံမှသိရှိရပါတယ်။အော်တိုဘာလ24ရက်နေ့ အကြမ်းဖက်စစ်တပ်ကစစ်တပ်လေးကြီးဖြင့်ထားတပင်ရွာကိုဘုံကျဲတိုက်ခဲ့ကြောင်းကျေးရွာနေပြည်သူနှစ်ဦးသေဆုံးကတဦးပြင်းထန်သောဒဏ်ရာရရှိခဲ့ကြောင်းအော်တိုဘာလ26ရက်နေ့တွင်လည်းညောင်ကျပင်ပြူစောတိရွာမှအကြမ်းဖက်စစ်တပ်ကအနည်းအနားရှိကျေးရွာများကို60ဟောမှလက်နက်ကြီးဖြင့်ပြစ်ခတ်တိုက်ခဲ့ရာပြည်သူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအညာနေတပေါင်းစုတမ်းမှသိရှိရပါသည် DLL စုတ်ခွာမိမိုးကုံမြို့ကိုပြည်သူကာကွယ်တပ်မတော်၏တရင်တပ်ဖွဲ့များအားလုံးကပူးပေါင်းကာကွယ်ပြီးဟုကြေညာချက်များဆက်တိုက်ထုတ်ပြန်လိုက်ပါသည် DNLA စုပ်ခွာမည့်မိုးကုံမြို့ကိုပြည်သူ့ကာကွယ်တပ်မတော်၏တရံတပ်ဖွဲ့များအားလုံးကပူးပေါင်းကာကွယ်ပြီးဟုကြေညာချက်များဆက်တိုက်ထုတ်ပြန်လျက်ရှိကြောင်းသိရပါသည်။မန္တလေးတိုင်းမိုးကုံမြို့ကို DNLA တပ်ဖွဲ့ကစစ်ကောင်စီထံသို့ပြန်လည်ပေးရသည့်တိုင်မိုးကုံမြို့ကိုစစ်ကောင်စီလက်အောက်မချရောက်စေရန်အစွမ်းကုန်ကာကွယ်သွားမည်ဖြစ်ကြောင်းတော်လှန်ရေးတရင်ရင်းမြစ်များနဲ့မိုးကုံအခြေဆိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတချို့အဆိုရသိရှိရပါသည်။လက်ရှိမိုးကုံမြို့တွင်ဖြစ်ပေါ်နေသော အခြေအနေအရမိတို့ပြန်ခက်ခဲကြုံတွေ့စေကောင်းမူ မိုးကုံမြို့နယ်ပကဖအနေဖြင့်မြို့နယ်အတွင်း၌အခြေပြုထားသည့်တပ်ရင်းတပ်ဖွဲ့များညေကိုတပ်ရင်းတပ်ဖွဲ့များတော်လိုင်းရေးတပ်ဖွဲ့များပြည်သူများနဲ့လက်တွဲ၍မိုးကုံမြို့ကိုစစ်ကောင်ရှင်လက်အောက်မကြောက်စေရန်ကာဝေးသွားမည်ဖြစ်ကြောင်းမိုးကုံမြို့နယ်ပြည်သူ့ကာဝေးတပ်ဖွဲ့ပကဖကအသိပေးထားပါသည်ဒေါ်လာပြည်သူအလုံးကိုဒီနေရာကနေပြောပြချင်တာကတော့နိုင်ငံရေးဖြစ်အောင်ဆုတ်ခွာပေးလိုက်ရတဲ့ TNL ပေါ်မှာစိတ်ဆိုးဒေါသထွက်တာခံပြင်းကြတာအပြစ်မြင်ကြတာတွေလည်းရှိနေပါတယ်။ဒို့ပေမဲ့ မိုးကုတ်မြေမှဖြစ်သောတွန်လိုင်းရဲဘော်တွေအများကြီးရှိနေသလိုစီလုံးညညွတ်အားနဲ့စစ်ကောင်မရှင်ကိုပြန်လည်ခုခံတွန်းလှန်ကြဖို့လည်းရှိနေတဲ့အတွက်အထူးတကွလည်းတွဲပြီးစစ်ကောင်မရှင်ကိုတံပြန်ခုခံသွားပါမယ်လို့ပြောချင်ပါတယ်ဟုမိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖမှတာဝန်ရှိသူတို့ကပြောပါတယ်မိုးကုတ်ပြည်သူ့ကာကွယ်အဖွဲ့မိုးကုတ်ပကဖသည်တွန်လိုင်းခီးကြံကြီးအားပြည်သူလူထု၏ကူညီထောက်ပံ့မှုဖြင့်ရည်တည်လာခဲ့သောအဖွဲ့အစည်းဖြစ်ပြီးလက်ရှိအချိန်ထိပြည်သူလူထု၏ထောက်ပံ့မှုဖြင့်ဆက်လက်ရည်တည်နေရသောအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဒေါ်လာရေးပေါ်တွင်အစင်တစိုက်အာသွန်ခွန်ဆိုင်ဖြင့်စူးစမ်းခဲ့ကြသလိုအောင်မြင်မှုများကိုလည်းမဟာမိတ်တပ်ဖွဲ့များညီကိုတပ်ဖွဲ့များနဲ့အတူအောင်ပွဲများဆင်နိုင်ခဲ့သည်ဟုသိရပါတယ်။ဗီဒူကာဝဲအဖွဲ့မိုးကုတ်မြို့နယ်မိုးကုတ်ပကားဖအနေဖြင့်ဒေါ်လာရေးအစမှသည်ပြီးဆုံးသည့်အထိတိုက်ပွဲဝင်သွားရာဆုံးဖြတ်ထားသည်နှင့်အညီဒေါ်လာရေးအောင်မြင်မှုပါနိုင်စီတို့ဦးလယ်မတုံချီတက်သွားမည်ဖြစ်ကြောင်းမိုးကုတ်မြို့နယ်ဗီဒူကာဝဲအဖွဲ့မိုးကုတ်ပကားဖကကြေညာထားပါတယ်။ယခုအချိန်ဒီအကြမ်းဖက်စစ်တပ်အားဒေါ်လာရေးအင်အားစုများအချင်းချင်း ဘုံဘုံညီရစွာတက်ပွင့်ဝင်ရမည်အချိန်ဖြစ်ပြီးပြည်သူလူထုအားတိုင်တဲ့ကျေစုထားသောတော်လှန်ရေးတပ်စာဂရီတီလိုင်းယံကြိုးစားတက်ပွင့်ဝင်သွားမည်ဖြစ်ကြောင်းမြန်ချန်ဘလက်ထရိုက်က MPD တက်ဖွဲ့ကောင်းဆောင်ဘိုးမိုက်ခဲကလည်းပြောပါရယ်တော်လှန်အင်အားစုများကစိုးမိုးထိန်းချုပ်ထားသောနေမြင်များအားအကြမ်းဖက်စစ်တပ်လက်အောက်ပြန်မရောက်စေရန်တိုင်ငါလုံးစစ်ကြုံဘွားမှအကျွမ်းမှလွတ်မြောက်ရန်နဲ့ပြည်သူလူထုလိုလားတောင်းတသော Federal Democracy စနစ်ပေါ်ပေါက်ဒီအထိဆုံးခါနိုင်တက်ပွဲဝင်ပါဝင်သွားမည်ဖြစ်ကြောင်းဂရီတစ္စာပြုပါကြောင်းအသိပေးထားပါရယ်မြန်ချန်ဘလက်ထရိုက်က MPT တပ်ဖွဲ့မြင်းကြံခင်အမှတ်9တရင်သည်မြင်းကြံခရိုင်တွင်သာမကမဟာမိတ်တံများဖြစ်ကြသောမိုးကုတ်ပြူဟာတပိတ်ချင်းမြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အမှတ်1222တရင် TRI ပြူဟာတို့နဲ့အတူမန္တလေးတိုင်းမိုးကုတ်မြုံနယ်နဲ့တပိတ်ချင်းမြုံနယ်များတွင်စစ်ရေးတာဝန်များကိုပူရထားဆောင်နေသည့်တရင်ဖြစ်ကြောင်းသိရှိရပါသည်။အလားတူပြည်သူ့ကာကွယ်တပ်မတော် TRI ပြူဟာသည်စင်ကူးတပိတ်ချင်းနယ်မြေခါများစုပါဝင်သည့်အင်အားများစွာဖြင့်စုဖွဲ့ထားသောအမျိုးသားညွေရဲ့အစိုးရအကာအကွယ်ဝန်ကြီးဌာနမန္တလေးတိုင်းစစ်ဌာနကိုကဲမှုအောက်ရှိပြူဟာဖြစ်သည့်နှင့်အညီ မာလီတိုင်းအမျိုးရှိနေမြေများ၏တော်လာရေးဆိုင်ရာလုပ်ငန်းများတွင်အားရပြည့်ဖြင့်စူးစမ်းဆောင်ရွက်လည်လည်ရှိကြောင်းသိရှိရပါသည်။ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI view အနေဖြင့်မိဘတော်လိုင်းအင်အားစုများနှင့်တွဲဖက်၍မိမိတို့မွေးဖွားအခြေတရားဒေသများကိုကာကွယ်ပြီးမိမိတို့ရည်မှန်းချက်ဖြစ်သည့် Federal Democracy စနစ်သို့အခက်အခဲများစွာကြားမှဆက်လက်ကြီးတက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါသည်။မြို့တော်လိုင်းကီစတင်ခဲ့သည့်အချိန်မှစတင်ပြီးကန္နာအသီးသီးမှအတူတကွလက်တွဲတိုက်ပွဲဝင်ခဲ့ကြပြီး မိုးကုံမျိုးအပါဝင်လွမြောက်နေတဲ့များစွာကိုစိုးမိုးနိုင်သည့်အထိတော်လိုင်းခီးကိုအောင်မြင်မှုများစွာဖြင့်ရှာလာနိုင်ခဲ့ကြောင်းပြည်ဦးလူမျိုးနယ်ပြည်သူ့ကော်မတီတပ်ဖွဲ့ကလည်းထုတ်ပြန်ထားပါသည်။အကြမ်းဖက်စစ်တပ်၏ရုံမှရက်ဆက်မှုမျိုးစုံ၊ကောက်ချစ်စင်းလက်မှုမျိုးစုံနဲ့တိုက်ခိုက်ချေမှုနေတော်လဲတော်လိုင်းရဲဘော်များအနေဖြင့်တွန်းဆုတ်ကြောက်ရွံ့ခြင်းအလင်းမရှိပဲဆက်လက်တော်လှန်ကြမည်ဖြစ်ကြောင်းအသိပေးထားပါသည်။တော်လိုင်းခီးစဉ်တစ်ချောင်းဤတို့ပြင်ခက်ခဲသည့်အချိုးကွေများဖြင့်ကြုံရသည်ဖြစ်စေ၊ရီမန်းချက်ဖြစ်သည့် Federal Democracy စနစ်စီတို့ မမိတ်မတော်မဆုတ်တမ်းဆက်လက်ချီတက်သွားမည်ဖြစ်ပြီးတော်လိုင်းရဲ့အောင်မြင်သည့်အထိမဟာမိတ်များနဲ့ဆက်လက်ချီတက်တက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဘီယူနီကီယာပြည်သူ့ကော်မတီတပ်ဖွဲ့ကရီသစ်စာပြထားကြောင်းသိရပါတယ်။ကမ်ဘလူးမြုံနယ်စပန်နန်ဒါရွာပြူစောပြီးစစ်ဆေးဂိတ်မှာစစ်သားနဲ့ပြူစောထီးနာကအသက်16နှစ်အရွယ်မှရွှွန်ရွှန်လက်ကိုအုပ်စုဖွဲ့မရင်းပြုချင်းပြီးမြို့ရှုတပ်ဖြတ်ကြောင်းသိရပါတယ်။စကိုင်းတိုင်းကမ်ဘလူးမြုံနယ်စပန်နန်ဒါရွာပြူစောပြီးစစ်ဆေးဂိတ်မှာစစ်သားများကအသက်16နှစ်အရွယ်မှရွှွန်ရွှန်လက်ကို မရင်းပြုတ်ကျင်ပြီးမိရှိုတပ်ဖြတ်ခဲ့ကြောင်းကမ်ဘူခရံအမှတ်သုံး PDF တရင်ထောက်လိုက်တာဝန်ခံကပြောပါတယ်။အော်တိုဘားလ29ရက်နေ့နန္ဒကိုနိုင်ကတွင်ဂေါ်လင်းမြုံနယ်ပေကုန်းရွာ၌နေထိုင်သောအသက်16နှစ်အရွယ်မတ်ရွှွန်ရွှန်လဲနှင့်တငယ်ချင်းဖြစ်သူတို့အမျိုးသမီးတဦးသည်ရွှေဘုံမြုံပေါ်သို့အလုတွားရောက်လုကန်ရန်စံကယ်ဖြန့်လာရောက်စဉ်ကမ်ဘူမြုံနယ်စပယ်နတ်တာရွာပြူစောနီစစ်စေးဂိတ်မှစစ်သားများကဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ထို့သောဖမ်းဆီးပြီးနောက် မရွှွှွှွန်လဲနဲ့တငယ်ချင်းဖြစ်သူတို့ကိုဒနေရစီခွဲ၍ထုတ်နောက်ခဲ့ပြီးနောက်မရွှွှွှွန်လဲကိုစစ်သားနဲ့ပြူစောထီးများကအုပ်စုဖွဲ့မရင်းပြူချင်းကမိရှုတက်ပြက်ခဲ့ကြောင်း၎င်းတို့ဖမ်းဆီးထားသည့်မရွှွှွှွန်လဲတငယ်ချင်းဖြစ်သူတို့အမျိုးသမီးသည်စစ်သားနဲ့ပြူစောထီးများအလစ်တွင်ထွက်ပြေးလာသောကြောင့်လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ထို့သောထွက်ပြေးလွတ်မြောက်လာသောအမျိုးသမီးကိုကမ်ဘလူခရိုင်တရင်သုံးတက်ခွဲသုံးကကဲတင်နိုင်ခဲ့ပြီးနောက်အော်တိုဘားလ29ရက်နေ့ညတွင်ချင်းမိသားစုဝင်များထံပြန်လည်အနံခဲ့ကြောင်းသိရှိရပါသည်။ သူတို့နှစ်ဦးကိုစစ်ခွေးတွေကဖမ်းဆီးပြီးတနေရာစီမှာချုပ်နှောင်ထားတယ်လို့သိရတယ်။မရှွန်းရှွန်းလက်ကိုတော့စစ်ခွေးနဲ့ပြူခွေးတွေကမရင်းပြုတ်ကျင်ပြီးမြို့ရှို့တပ်ဖြတ်ခဲ့တယ်။သူတို့ကရွှေကုံမြို့ကိုအလို့သွားလို့ဖို့လာတာကိုစပန်နတာရောပြူစော်နီစစ်စေးဂိတ်မှာဖမ်းဆီးခံရတာ။မရှွန်းရှွန်းလက်ကိုမရင်းကျင်ပြီးတာမီမြို့ရှို့တပ်တာမရှွန်းရှွန်းလက်ရဲ့တငယ်ချင်းအမျိုးသမီးကိုလည်းဖမ်းဆီးထားတော့ငါ့ဆန်တော့ကိုဖြေပေးပါလားဆိုပြီးပြူစော်တီတွေကပြောဆိုတာတွေရှိတယ်လို့သိရတယ်။ သူတို့အလင်းမှာထွက်ပြေးတာလားလို့အမျိုးသမီးကလွတ်မြောက်လာခဲ့တာဟုဂမ်လူခိုင်အမှတ်၃ PDF တရင်ထောက်လိုက်တာဝန်ခံကပြောပါတယ်အဆိုပါပြူစောထိကြိတ်တွင်မွှွှွှွှလန်းတဲ့တငယ်ချင်းဖြစ်သူကိုအမျိုးသမီးတို့စီးနေလာတော့စံကဲတစ်စင်းနဲ့ဖုန်းနှလုံးကိုစစ်သားနဲ့ပြူစောထိနှက်ကလူရဲ့ယူဆောင်ထားကြောင်းလည်းသိရပါတယ်အလားတူအော်တိုဘာလ၁၆ရက်နေ့နာနက်၉နာရီခန့်အချိန်ကံဘလူမြုပ်နယ်ရွှေဘုံမြတိနာလမ်းပိုင်းရှိစပယ်နန်တာပြူစောတီအထိုင်စကားမှာအချမ်းပဲစစ်သားများကဂေါလင်းမြုပ်နယ်ညံကုန်းကျေးရွာမှာ ဒဇယ်နယ်ဘက်တို့ဂရင်ခင်းရန်သွားသောလူကျော်မျိုးနဲ့ဒေါ်အေးမအူတို့လင်မယနှောက်ကိုဖမ်းဆီးခဲ့ကြောင်းရင်းတို့ဖမ်းဆီးပြီးနောက်ဒေါ်အေးမအူကိုမရင်းကျက်တပ်ဖြတ်ပြီးဒေါ်အေးမအူဝတ်ဆင်ထားသောဆွဲသီးပါရွှေဆွဲကျိုးတစ်ခုတစ်ချက်သားရွှေခဲတစ်ခုနဂတ်တစ်ခုလက်ကောက်တစ်ခုစုစုပေါင်းရွှေ၃ချက်သားနဲ့ငွေသား9သိန်းဖုန်းသုံးလုံးစံငယ်ဒဇင်းတို့ကိုလူရက်ခဲကြောင်းလည်းသိရပါတယ်။နထိုးကြီးမြို့နယ်ကံကြေးရွာတွင်အထိုင်ချတပ်ဆွဲထားသောစစ်ကောင်ကိုဝင်ရောက်တိုက်ခိုက်မှုကြောင့်စစ်သား၅ဦးသေဆုံးကြောင်းသိရပါတယ်။ မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကံကျင်းရွာတွင်အထံချတဆွဲထားသောအချမ်းဘက်စစ်တပ်ခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်သား၅ဦးတေဆုံးခဲ့ကြောင်းမြန်ကြံခင်အမှတ်တပ်တရဲမှတာဝန်ရှိသူတူကပြောပါရယ်အော်တိုဘာလ26ရက်နေ့မြန်ကြံနထိုးကြီးလမ်းပိုင်းရှိအင်အား90ခန့်အချမ်းဘက်စစ်တပ်ပြူစောတိများအထံချတဆွဲထားသောကံကျင်းရွာသို့တော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်အချမ်းဘက်စစ်တပ်ဖက်မှစစ်သား၅ဦးတေဆုံးကတော်လှန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရယ် ကံရွာကျေးမှာကစစ်ခွေးအင်အားကခမန်းကျင်90ဝန်းကျင်လောက်ရှိတယ်။တပ်ဝက်ဖြစ်ပြီးတဲ့နောက်မှာစစ်ခွေးအလောင်းတွေနဲ့ဒဏ်ရာရတဲ့ကောင်တွေကိုကားတွေနဲ့မြုပ်ထဲကိုတဲသွားတယ်လို့သိရပါတယ်။စစ်ခွေးသေးတာက9ကောင်လောက်တော့ရှိမယ်။ကျွန်တော်ရဲဘော်တွေအထိကမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုမြင်းကြံခဲအမှတ်တရရဲ့မှာတန်ဝန်ရှိသူကပြောပါတယ်။စစ်စည်တက်ခမှုကိုမြင်းကြံခဲအမှတ်တရရင်နဲ့တထိုးကြီးမြုံနဲ့ပကဖားတို့ကအပူပေါင်းလို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တိုက်ပွဲဖြစ်ပွားပြီးနောက်အချမ်းပြစစ်သားများသည်စံကယ်များဖြင့်ကုန်းသာရွာဘက်သို့ထွက်ပြေးဆုတ်ခွာသွားကြောင်းသိရှိရပါသည်စစ်တပ်က KIA တပ်မှရှင်းတဲ့ကိုးနယ်မြေတွေကိုစစ်တိုက်ဘုံကျဲကြောင်းသိရပါသည်ပူလုံးနဲ့တင်းဆိုင်တွေကိုလည်းစစ်တပ်က၄ရက်စစ်တိုက်ဘုံကျဲကြောင်းခင်ယူကအတိပေးထားပါသည်ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မှရှင်းတဲ့တပ်မှကိုးနယ်မြေတွေကိုအနာဒိစစ်တပ်ကလေကြောင်းဘုံကျဲတိုက်ခိုက်တာတွေစစ်တိုက်ပြုတ်လာတယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးဌာနကဖော်ပြပါသည်အောက်တိုဘာလ29ရက်က ခရိုင်ရဲ့တပ်မှရှိမွန်ညင်းဒေသကိုစစ်တပ်က1 drop plane နဲ့ဘုံအလုံး30ကျော်တရားချတိုက်ခိုက်ခဲ့တယ်လို့အော်တိုဘာလ28ရက်ညတကောင်ကျော်မှာလဲတပ်မှကိုဖားကဒေသကိုစစ်တပ်က၄င်းနဲ့ဘုံကျဲထိုက်ခဲ့တာလို့သိရပါတယ်။စစ်အုပ်စုဘက်ကရွေးကောက်ပွဲကျင်းပဖို့နီးကပ်လာလို့ခရိုင်ရဲ့ဖူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့နေရာတွေအထိရွေးကောက်ပွဲပြုလုပ်နိုင်ဖို့စစ်ကြောင်းထိုးတာဘီဒူနေထိုင်ရာနေရာတွေတပ်ဖွဲ့ဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုပါလေကြောင်းတက်ခိုက်မှုတွေနေ့စဉ်မပြတ်ပြုလုပ်နေတယ်လို့ဖော်ပြထားပါတယ်။ စစ်ကောင်စီနဲ့ KIA တို့ဟာကချင်ပြည်နယ်ဖားကဝိုင်းမော်ဗမော်နဲ့ခေါင်းနံဖူးမြုပ်ဒေသတွေမှာတိုက်ပွဲများဖြစ်ပွားနေပြီးအခုအောက်တိုဘာလအတွင်းမှာခေါင်းနံဖူးမြုပ်နယ်ကစစ်ကောင်စီစခန်း၄ခုကို KIA ကသိမ်းပိုက်ထားတယ်လို့ကချင်စီးတရင်ရင်းမြစ်တချို့ကဖော်ပြထားပါတယ်။စစ်ကောင်စီဟာနိုင်ငံတော်ဝန်လေကြောင်းကနေဘုံကျဲတက်ခိုက်တာကိုစက်တိုက်ပြုလုပ်နေရာကရင်အမျိုးသားစီယုံ KNU နဲ့ဒေဝဲခရိုင်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာလေးနဲ့ညီကိုလည်းရေးဆက်တိုက် လေကြောင်းဘုံကျဲခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်။ ်ပူရောလန်မူလာမြို့နယ်ရှိသတင်းသားကြီးတနော့တီမြို့ငယ်တွေကဂျေရွာတွေကိုစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာလေရင်နဲ့ဘုံကျဲတာတွေလုံနေလို့နေရင်ပျက်စီးတာပြည်သူတွေစစ်တပ်ရှောင်ရရတာတွေရှိတယ်လို့ခင်ယူကမြစ်တဝဲခရိုင်ကသတင်းထုတ်ပြန်ထားပါတယ်ပူရောမြို့နယ် မစွန်ကျေးရွာလေးမိုင်ဥကျေးရွာမော်တုံကျေးရွာနဲ့တရင်တိုင်မြို့နယ်ကွမ်းအင်းကျေးရွာတင်းခွန်းကျေးရွာတွေကိုလည်းအော်တိုဘားလ26ရက်နေ့မှာအော်တိုဘားလ29ရက်နေ့အထိအာနာသိန်းအကြမ်းဖက်စစ်တပ်မှ၄ရက်ဆက်တိုက်လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလေရင်ဘုံကျဲတာတွေပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်အာနာသိန်းစစ်တပ်ဟာအာနာဆက်လက်တည်မြဲနိုင်ရေးအတွက် တို့အုပ်ချုပ်ရာနယ်မြေတွေမှာအထုရောင်ရွေးကောက်ပွဲကိုအတင်းအဓမ္မပြုလုပ်ဖို့ဂျိုးပါနေသလိုလက်လွတ်ဆုံးရှုံးခဲ့ရသောနယ်မြေဒေသတွေကပြည်သူတွေအကြောက်တရားဖြစ်ပေါ်စေဖို့ရွေချက်ရှိရှိလေးချောင်းကနေဘုံချဲနေခြင်းဖြစ်တယ်လို့ခင်ယူကထုတ်ပြန်ထားပါတယ်စစ်ကောင်စီဟာခင်ယူတက်မှလေးလက်ဒီဝဲခရိုင်ကိုလေးချောင်းတက်ခိုက်နေသလိုမြေပြင်ကလည်းစစ်ကြောင်းထုတ်လို့ရှာမှုတွေပြုလုပ်နေလို့တော်လာရေးပူးပေါင်းတပ်တွေနဲ့တပ်ဝဲတွေဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်